in seeking life. I created death. Hello, hello my mingla ba. Welcome back to my channel again. Okay, ဒီနေ့ပြောမယ့်ရုပ်ရှင်ကတော့ Frankenstein 2025. ဒီရုပ်ရှင်ကိုတော်တော်များများလဲကြည့်ပြီးလောက်မှာမလို့မပြောတော့ဘူးဆိုပေမဲ့ပြောချင်လာလို့ပြောတာပါ။ခုနေကျွန်တော်တို့တယောက်က Frankenstein 2025ကကောင်းလားလို့ မေးခဲ့ရင်ကောင်းပါတယ်လို့ပဲဖြေမှာပဲကြိုက်လာလို့မေးရင်တော့မကြိုက်ပါဘူးတော့ session ပြမယ် horror fan တယောက်အနေနဲ့ Frankenstein 2025ကို horror ရုပ်ရှင်အနေနဲ့တော်တော်လေးမျှော်လင့်ခဲ့တယ်လို့ပြောရမယ် rating တွေကလည်းတော်တော်လေးကောင်းတော့ horror ကောင်းကောင်းကြည့်ရပြီပဲထင်ခဲ့တယ်ဒါပေမဲ့အထင်နဲ့အမြင်လွဲခဲ့ရတယ်ပေါ့ကိုမျော်လင့်ထားသလိုဖြစ်မလာတာကတကြောင် run time တအားရှည်တာကတကြောင်ဇာတ်သိမ်းကိုမြင်မြင်ပဲရောက်စီခြင်းနဲ့ကိုစိတ်မဝင်စားတဲ့ပြတဲ့ကို၃နာရီလောက် ဝင်ကြည့်လိုက်ရတယ်လို့ခံစားရတယ်ဒီလိုပြောလို့ cool guy ထားနေ I'm different လောက်တာမဟုတ်ဘူးမကြိုက်တာနဲ့မကောင်းတာမတူးဆိုတော့အရင်ဆုံးပြောထားပါမယ်မကောင်းလားဆိုရင်လည်းမဟုတ်ပြန်ဘူးကောင်းပါတယ် okay ကျွန်တော်ဘာလို့မကြိုက်တာလဲလို့အရင်မပြောခင်ကောင်းတဲ့ချက်တွေအရင်ပြောအောင်အရင်ဆုံးပြောချင်တာတော့ visual ဆောင်ရမ်းမိုက်တယ်တစ်ချက်တစ်ချက် CGI မှန်းတည်တာနေတာကလွယ်ပြီး view တွေ scene တွေဆိုတာတော်တော်လေးလှပါတယ်ရုပ်ရှင်ကြည့်နေရင်လည်းကြိုက်တဲ့နေရာမှာ pause လို့ screenshot ရိုက်ပြီးတော့ရင်တော့ desktop wallpaper ရတယ် Frankenstein ရဲ့မိဘတွေတည်တဲ့ဆင်းမှာဆိုရင်သုံးသွားတဲ့အခေါင်းတွေမြင်တခါလဲတည်ခြင်းစိတ်ပေါက်သွားလောက်တဲ့ ठी visual တွေကလှတယ်။နောက်ပြီးဝက်စားဒီဇိုင်းဝက်စားဒီဇိုင်းဆိုလဲပြည့်ရစရာမရှိဘူး။ Designing က Director လိုချင်တာမှန်သမျှရအောင်လုပ်ပေးထားသလိုပဲ။၁၈ဆဝင်းကျင်ခေတ် fashion ကိုမှ Gothic ဆန်ဆန်နဲ့တစ်ချိန်တည်းမှာပဲတော်ဝင်ဆန်ပြီးနန်းဆန်နေတယ်။ဒါကတော်တော်လေးထားကြတယ်။နောက်ထပ်ကြိုက်တဲ့ချက်ကတော့ Jacob Elordi မွန်စတာနေရာမှာတရုတ်ဆောင်တဲ့ဂျေကော့အယ်လိုရီကအင်စာခြေခဲ့တယ်ပြောရမယ်။ကစ်စင်ဘူးလို့ Romance Fantasy level ကနေဒီလိုဇက်ကောင် level အထိသူ့သူ့ကိုယ်သူမြင့်တင်နိုင်ခဲ့ပြီလို့ပြောလို့ရတယ်။သူကိုယ်တိုင်လည်း interview တစ်ခုမှာသူ့ကိုယ်သူ Hollywood movie industry ရဲ့အပြင်ကိုရောက်နေရလို့သူ့ကိုယ်သူထင်ခဲ့တယ်။ဒါပေမဲ့ Frankenstein movie အပြီးမှာတော့ Hollywood industry ကသူ့နဲ့သက်ဆိုင်တဲ့နေရာလို့ထင်လာပါပြီ။နာကျင်မှု အထီးကျန်မှုမရေရာမှုတွေနဲ့ပြည့်နေတဲ့အရက်၆ပင်က creature monster ယူကောင်းကောင်းပုံဖော်သွားနိုင်တယ်။ Honestly တရုတ်ရှင်ကို emotionally carry သွားတာက Jacob Elordi ပဲ။နောက်တစ်ယောက်ကတော့ခြံထားလို့မရခဲ့တဲ့ Oscar Isaac ငငယ်ရွယ်ရွယ်နဲ့သူ့အမေကိုဆုံးရှုံးခဲ့ပြီးနောက်မှာဘသူကမှသူ့အမေလိုမဆုံးရှုံးစေခြင်းနဲ့စိတ်နဲ့တေးချင်းတရားကိုအန်တူပြီးဖျားထက်ပိုဆွမ်းခြင်းနေတဲ့တိတ်ပံယူပုံစံတရုတ်ဆောင်သွားတာအပိုလိုမရှိကွက်တီ ။ Oscar Isaac လို့ဝါရင်တယောက်ဆောင်တယောက်တည်းတကူတကထည့်ပြောနေကြတာကိစ္စမဟုတ်ပေမဲ့ဒီရုပ်ရှင်ကိုကြိုက်မြတ်ချက်တွေကိုပြောနေတာမဟုတ်လို့ကျွန်တော်ထည့်ပြောတယ်။နောက်တစ်ခုကတော့ soundtrack ရုပ်ရှင်ထဲမှာတုံထားတဲ့ Alexander Dibla ရဲ့ soundtrack တွေကရုပ်ရှင်တုံနဲ့တော်တော်လေးလိုက်ဖက်မှုရှိတယ်။ဒီရုပ်ရှင်ကို emotionally carry သွားတာက Jacob Elordi ဆိုရင် soundtrack တွေက best supporting ပဲ။နောက်ဆုံးအနေနဲ့ချီးကျူးရမှာရုပ်ရှင်ရဲ့ theme ဒီရုပ်ရှင်ထဲမှာလူတစ်ယောက်ကိုဘယ်လိုအရာတွေကပုံဖော်စေရလဲလက်မခံနိုင်ခြင်းဆိုတဲ့အရာလူတစ်ယောက်ကိုဘယ်လိုဖြည့်ဆည်းပြနိုင်လဲမတောင်းဆိုပဲရလာတဲ့ဘဝတစ်ခုကဘယ်လောက်တောင်ဝင်တော့ဝင်ပိုးဖြစ်စေလဲပင်မန်းစေလဲဆိုတဲ့အရာတွေကိုလှလှပပရိုက်ပြသွားတယ်တော်တော်လေး emotional ဖြစ်တယ်တော်တော်လေးလည်း deep ဖြစ်တယ်မူရင်း Frankenstein ဝတ္ထုမှာကအဓိက ပုံဖော်သွားတာက revenge လက်စားချေခြင်းကိုပြသွားပေမဲ့ဒီ Netflix ကရိုက်တဲ့ Frankenstein ကြတော့အာသူက ခွင့်လွှတ်ခြင်းကို focus လုပ်သွားတယ်ရုပ်ရှင်ဘလောက်ကောင်းလဲပြောပြီးပြီးမို့ဘာလို့မကြိုက်လဲပြောပါမယ်ရုပ်ရှင်တအားနှေးတာကျွန်တော်မကြိုက်တဲ့အဓိကချက်ကရုပ်ရှင်တအားနှေးရယ် peak time ရောက်ဖို့တော်တော်လေးကြာတယ် running time minute 160ဆိုတာရုပ်ရှင်တကားအနေနဲ့တော်တော်လေးကြာတယ်လို့ပြောလို့ရတယ်ကြာတယ်မှာ media goal လေးပါနေလို့တော်တော်လေးတိခန့်နိုင်သွားတာလို့ပြောရမယ် now complaint တက်ချင်ဆုံးကိစ္စကတော့ဗမာလေး horror frankenstein ဆိုတာ horror story ဗျာ ကျွန်တော်ရှင်းမပြောခဲ့တဲ့အထင်နဲ့မြင်နဲ့လွဲတယ်ဆိုတာအဲ့ဒါကိုပြောချင်တာဒီရုပ်ရှင်ကိုအမှန်တည်းပြောရင် horror vibe ပြချင်လို့ကြောက်ချင်လို့လန့်ချင်လို့ကြည့်ရဗျာအဲ့ဒီစားဝမ်းနည်းစရာတွေနဲ့တွေးစရာတွေပဲရလိုက်တယ်မြင်လို့အောင်ပြောလိုက်ရင်ကျွန်တော်ငွေတော့အိမ်မာလိုမျိုးရေခဲတက်တာဖွင့်ပြီးတော့ surprise view တွေ့ပြီးကောက်မှုလိုက်တဲ့အချိန်မှာအထဲမှာရေဖြစ်နေရခံစားချက်မျိုးဗျာနောက်တစ်ခုကတော့အပြစ်မဟုတ်ပင်မဲ့အပြစ်လို့ပြောရမယ်ထင်တယ် Rider Dead Toro ရဲ့ focus က horror vibe ပေးဖို့မဟုတ်ဘူးသူရဲ့ act တွေကိုပြပြီးတော့ scene တွေလှဖို့ဦးစားပေးလို့ ਨੇ ဒါလည်း Detroit ရဲ့ style ပဲမဟုတ်သူသူရုပ်ရှင်ကိုကြည့်ရင်တော့သူ style ပဲမြင်ရမှာပဲကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲ scene တိုင်း scene တိုင်းကဒီနုပညာဆန်ဆန်လှနေရပါဒါ writer ကလည်းသူအဲ့နေရာမှာတော်တယ်ဆိုတာသိတော့သူဒါကိုပဲပြဖို့ကြိုးစားတယ်ဒီမှာတွေ့လား lighting ဘယ်လိုထိုးထားတာဒီမှာတွေ့လားကာလာ ဒီမှာတွေ့လာ view ဘယ်လောက်လာလဲကြည့်ဆိုပြီးအတင်းကြည့်ခိုင်းနေရလို့တော့ခံစားရတယ်။ကြည့်နေရင်လည်း director bro this is horror လीနည်းနည်းလောက်ပေးလန့်ပါလားလို့ထပြောခြင်းစိတ်ပါပေါက်တယ်။နောက်တစ်ခုကတော့ Jacob Elordi ရဲ့ Frankenstein ကဆောင်းကူးဖြစ်နေတယ်။ Frankenstein ရဲ့ကြောက်စရာမကောင်းမဲ့အထာကျနေရ။ဒီလိုရှင် horror မဆန်ရတဲ့အကြောင်းရင်းတွေထဲမှာ Frankenstein အထာကျနေရလည်းပါတယ်။ဒီလိုဒီဇိုင်းကာလာနဲ့ Frankenstein ကဘလို့မှကြောက်စရာကောင်းမနေရဆန်းတော့လည်းမဆန်ဘူး။ခုနေ တယောက်ကကျွန်တော် Frankenstein 2025ရုပ်ရှင်ရကောင်းလာလို့မင်းကျွန်တော်အနေနဲ့ masterpiece လို့ရေးဘူးအနေနဲ့ပြောရလိမ့်မယ်ဒါပေမဲ့ horror fan တယောက်အနေနဲ့ဆိုရင်တော့ no ပါခင်ဗျားက drama တွေ aesthetic တွေ emotional ဖြစ်ရတာမျိုးလိုချင်တယ်ဒါမျိုးတွေကြိုက်တာဆိုရင်တော့ဒီရုပ်ရှင်ကခင်ဗျားတော့ပဲဒါပေမဲ့ခင်ဗျားစိတ်လှုပ်ရှားရတာမျိုးကြောက်เสียရကောင်းတာမျိုး original Frankenstein ရဲ့ vibe ကိုလိုချင်တာမျိုးဆိုရင်တော့ဒီရုပ်ရှင်ကခင်ဗျားတော့မဟုတ်ဘူး ဘောဘောင်အနေနဲ့ Frankenstein 2025 movie ကလဖေးတစ်ခွန်းနဲ့တူတယ်လို့ပြောရမယ်။ခမရလဖေးခြုံစိမ့်ကြိုက်တယ်လူတယောက်ဆိုတော့ခမရကြည့်လိုက်ရတဲ့ Frankenstein ကချိုပေါ်ကြတစ်ခွက်ပဲ။လဖေးရောလဖေးကြီးပဲဒါပေမဲ့ခမရတောက်ချင်တဲ့အရာသာဖြစ်မနေဘူး။ကိုခမရတို့ရောဒီယုတ်ရှင်ကိုဘယ်လိုမြင်လဲ။ခမရတို့ကြည့်ချင်တဲ့ Frankenstein ဖြစ်ရလား။ဒီယုတ်ရှင်ကိုကျင်းနေရလား။ဒါမှမဟုတ် ကျွန်တော်ခဏကပြောခဲ့တယ်လို့ပဲလိုအပ်တယ်လို့ခံစားရလားခင်ဗျားတို့အမြင်တွေကို comment မှာဝင်ဆွေးနွေးပေးသွားကြပါအောင်နောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်